ားလုံးပဲမင်္ဂလာပါအခုပြောပြပေးမှာကတော့ထိုင်းပုံမြင်ဖြစ်တဲ့မဲနန်ခုံမြစ်တဲကငကားမင်းသားလေးတယောက်နဲ့တာမန်ရွာသူလေးတယောက်တို့ချစ်ကြိုက်သွားကြပြီးတော့မွေးဖွားလာခဲ့တဲ့တားငယ်လေးနာတီရဲ့ဇက်လံပုံမြင်လေးပဲဖြစ်ပါတယ်ပုံမြင်လေးကိုမစားတင်ခင်ကျွန်တော်ရဲ့ channel လေးကို like subscribe နဲ့ notify bell ခေါင်းလောင်းလေးနဲ့ပေးထားဖို့တောင်းဆိုလိုက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ပုံမြင်လေးကိုစားလိုက်ကြရအောင် ဟိုးရှေရှေတုန်းကဘွားဖန်ဆိုတဲ့မိမပြိုလေးတယောက်ဟာသူမရဲ့မိခင်တယောက်နဲ့ရွာစွန်းသားကမြစ်ကန်တဘေးမှာနေထိုင်ကြပါတယ်အဲ့ဒီမြကန်တပေးမှာပဲအတူနေထိုင်ကြရင်လည်းတီးပင်စားပင်တွေကိုစိုက်ပြိုးကြပြီးတော့တနေ့တာကုံဆုံးကြရင်လည်းအသက်မွေးဝမ်းကြောင်းပြိုးကြပါဗျ။ဝါဖန်ကနနက်တိုင်းလိုလိုပဲမိခင်ထက်အစောကြီးထားပြီးတော့မြေကြီးတွေကရေတွေကိုခတ်ယူပြီးတော့တီးပင်စားပင်တွေကိုရေလောင်းပေးပါဗျ။ ပြီးတော့ဟင်းဒီဟင်းရွက်တွေကိုခူးယူပြီးတော့ရွာတွေကဈေးထဲမှာသွားရောင်းချပြီးရလာတဲ့ပတ်စံတွေနဲ့ချက်ပြုတ်စားတော့ဖို့အတွက်လိုအပ်တာတွေဝယ်လာပြီးတော့သူမတို့ရဲ့ဝမ်းရည်အတွက်တနေ့တာဖြည့်တင်ကြရပါတယ်။တနေ့နဲ့နဲ့မှာတော့ဘွာဖန်ကခါတိုင်းလိုပဲနနက်စောကြီးထားပြီးတော့မြစ်တွေကရေတွေကိုခတ်ယူပြီးတော့စိုက်ပျိုးပင်တွေကိုရေလောင်းပေးပါတယ်။ပြည့်တယ်ကရေတွေကိုခတ်ယူတဲ့အခါမှာခါတိုင်းနဲ့မတူဘဲနဲ့ဘွာဖန်ရဲ့စိတ်ထဲမှာထူးဆန်းနေသလိုဖြစ်နေပါဗျ။ ရေခါခတ်တဲ့ရေအိုးတွေကရေတွေကပို့ပြီးတော့လေးလံနေသလိုဖြစ်ပြီးဘာကြောင့်လေးလံနေရတာလဲဆိုပြီးတော့တိချင်စိတ်တွေဖြစ်ပေါ်လာပြီးတော့ရေတွေကိုသွန်ချလိုက်ပါတယ်။အဲ့ဒီအခါမှာထူးဆန်းစွာနဲ့ဘွားဖန်ရဲ့ရေအိုးထဲမှာအလွန်ပင်လက်ရမြောက်တဲ့ချွေရောင်အစင်းရှိတဲ့နဂါးရုပ်လေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ဘွားဖန်ကအဲ့ဒီငကားရုပ်လေးကိုတေချာစိုက်ကြည့်နေရင်းနဲ့ပဲမြုပ်ခံထားရသလိုဖြစ်ပြီးတော့အဲ့ဒီရွှေရောင်အစင်းရှိတဲ့ငကားရုပ်ထုလေးကိုအလွန်ပဲနှစ်သက်သွားပါတယ်။ အဲ့ဒါနဲ့သူမရဲ့အမေစွန့်ပစ်မှာကိုစိုးရင်ပြီးတော့အမေကိုဖွင့်မပြောဘဲနဲ့အမေမသိအောင်သူ့ဟွက်စွာနဲ့သူမရဲ့အိယာရဲ့နဗီနာမှာတူတူတိတ်တိတ်နဲ့ထားထားလိုက်ပါတယ်အဲ့ဒီချိန်ကနေစပြီးဘွာဖန်ကညတိုင်းလိုလိုပဲချွေအောင်ငကားရုပ်လေးကိုကြည်ပြီးတော့မှအိပ်ပျော်လေးရှိပါတယ်။ဒီလိုနဲ့ငကားရုပ်လေးကိုမကြည်ရရင် အိပ်မပျော်ပဲဖြစ်နေပြီးတော့မအိပ်ခင်ငကားရုပ်လေးကိုတစိမ့်စိမ့်ကြည်ပြီးမှအိပ်ပျော်ပါတယ်။တညမှာတော့ဘွာဖန်အိမ်မက်တွေထူးဆန်းစွာမက်ပါတယ်။ အိမ်မက်ထဲမှာရွှေရောင်အစင်းရှိတဲ့ငကားရုပ်ကနေပြီးတော့အလွန်ပင်တင့်တယ်ခမ်းကြတဲ့မင်းသားလေးအသွင်ပြောင်းသွားပြီးဘွားဖန်ကိုစကားလာပြောပါတယ်။ဘွားဖန်ဟာအိမ်မက်ထဲကမင်းသားလေးနဲ့ရင်နေသွားပြီးတော့ညတိုင်းလိုလိုပဲအိမ်မက်ထဲမှာမင်းသားလေးနဲ့တွေ့ဆုံကြပါတယ်။အဲ့ဒါနဲ့ဘွားဖန်နဲ့မင်းသားလေးတို့ဟာအိမ်မက်ထဲမှာပဲချစ်ကြိုက်သွားကြပြီးတော့ညတိုင်းလိုလိုပဲအိမ်မက်ထဲမှာချစ်ရည်လူကြပါတယ်။ ဒီလိုနဲ့အချိန်တွေကြာလာတော့အမေဖြစ်သူကသူမရဲ့သမီးလေးအရင်ကနဲ့မတူပဲအသားအရည်တွေပြေပြိုလာပြီးအမှုအရာတွေပြောင်းလဲနေတယ်လို့ဖြစ်နေတယ်ဆိုတာကိုသတိထားမိလာပါတယ်။ဒီတစ်ခါမှလည်းပြုတ်အန်တယ်လို့ဖြစ်လိုက်၊မူဝေတယ်လို့ဖြစ်လိုက်နဲ့အချင်းလေးတွေလည်းခဏခဏစားနေတော့အမေဖြစ်သူကသူ့ရဲ့သမီးလေးဟာအိမ်တော်သေးတာဆိုရင် အခုချိန်မှာကိုယ်ဝန်ရှိနေတော့ပြီဆိုပြီးတော့တွေးနေမိပါတယ်။ ဒါပေမဲ့ဘွာဖန်ကချစ်သူရည်စားလည်းမထားဘူးဘူးဘယ်ရောက်ကြလိမ့်နေမှလည်းမပတ်သက်ဘူးဘူးအချိန်တိုင်းမိခင်ရဲ့အနာမှာပဲအမြဲရှိနေတာဆိုတော့ကိုငွန်ရရှိဖို့ကမဖြစ်နိုင်ဘူးဆိုပြီးတော့သူမရဲ့တမီလေးအတွက်အမျိုးမျိုးထိုင်ပြီးတော့တွေးနေလေးရှိပါတယ်။တညာမှာတော့ဘွာဖန်ကအရင်အတိုင်းပဲမင်းသားလေးနဲ့အိမ်မက်ထဲမှာတွေ့ပါတယ်။ဒီတစ်ခါမှာတော့အိမ်မက်ထဲကမင်းသားလေးကတော့ဒါလေးကိုတေချာကယူဆိုင်ပေးပါဆိုပြီးမှာပြီးတာနဲ့ပျောက်ကွယ်သွားပါတယ်။ အရာနဲ့ဘွားဖန်ဟာအလိုမဲ့တုံလုံးလျှောက်ချသွားပြီးတော့ချက်ချင်းပဲအရာကနေနိုးထလာပြီးသူ့ရဲ့နဂါးရုပ်လေးကိုလှမ်းကြည့်လိုက်တဲ့အခါမှာနဂါးရုပ်လေးဟာမရှိတော့ဘဲနဲ့ပျောက်ကွယ်သွားပါတယ်။ဘွားဖန်ဟာအဲ့ဒီအခါမှာအမျိုးမျိုးထိုင်ပြီးတော့စဉ်းစားနေမိပါတယ်။ဒီနဂါးရုပ်လေးဟာသူ့ရဲ့အမေယူသွားတာများလားအမေယူသွားတာလည်းမဖြစ်နိုင်ဘူးဆိုပြီးတော့ထပ်တွေ့နေမိပါတယ်။ဘာကြောင့်လဲဆိုတော့အခန်းနဂါးကိုချက်ချထားပြီးတော့တယောက်ထဲအိမ်နေတာကြောင့်ပဲဖြစ်ပါတယ်။ တညာလုံးထိုင်တွင်းနေပြီးအိမ်မပျော်ဘဲနဲ့စိုးရိမ်စိတ်တွေနဲ့တညာတာမိုးလင်းသွားရပါတယ်။အတိချိန်ကနေစပြီးဘယ်တော်မှမင်းသားလေးနဲ့အိမ်မက်ထဲမှာထမ်းမတွေ့တော့ဘဲနဲ့မင်းသားလေးနဲ့ငကားရုပ်ကိုအမြဲတမ်းတတိယနေပြီးတော့လွမ်းဆွပူဆွေးမှုများစွာနဲ့အိမ်မပျော်တဲ့ညများစွာကိုလည်းဖြတ်ကျော်ရရှာပါတယ်။လာတွေကြာလာတာနဲ့အများဘွားဖန်ဟာဘလို့မှနားမလည်နိုင်လောက်အောင်ပဲဘယ်ရောက်ကြလေးနဲ့မှလည်းမပတ်သက်ဘူးပဲနဲ့သူမရဲ့ကိုဝန်တည်းဟာတဖြည်းဖြည်းနဲ့ကြီးပင်လာတာကိုသိလိုက်ရပါတယ် ဘွားဖန်ဟာအိမ်မက်မက်ယုံလောင်းနဲ့အိမ်မက်ထဲကမင်းသားလေးကြောင့်ကိုဝန်တတိလွှဲထားရတယ်ဆိုတာလည်းမဖြစ်နိုင်ဘူးဆိုပြီးတော့အမျိုးမျိုးတွေးပြီးစိတ်ညစ်နေမိပါတယ်။ပြီးတော့အမေဖြစ်သူကစစ်စေးမေးမြန်းတော့လေဘွားဖန်ကဘယ်ယောက်ကြားလေးနဲ့မှမပတ်သက်ဘူးဘူးဆိုပြီးတော့ပဲဖြေပါတယ်။အမေကိုတိုင်ကလည်းဘွားဖန်ရဲ့နဘေးမှာအမြဲတမ်းရှိနေတာကြောင့်ကိုဝန်ကဘယ်ကနေရတာလဲဆိုတာကိုတွေးရခန့်နေကြပါလေ ဒီလိုနဲ့ကိုဝန်တဖြည်းဖြည်းရင်းလာပြီးတော့ဖုံးဖီလို့မရတဲ့အခြေအနေတွေဖြစ်လာတာကြောင့်ပတ်ဝန်းကျင်ကလူတွေကကဲရဲ့အပြစ်တင်လာကြပါတယ်။ဘွားဖန်ရဲ့အဖေမပေါ်ဘဲကောင်းထားရတဲ့ကိုဝန်ကြောင့်ရွာသူရွာသားအများအများကရွာကိုခိုက်စေတယ်၊ရွာကိုကန်ဆိုးစေတယ်ဆိုပြီးအယူအဆတွေနဲ့မတန်တဲ့မိမဆိုပြီးတော့တမီရောအမေကိုပါရွာတွေကနေမောင်းထုတ်ဖို့အတွက်ရွာသူကြီးထံသွားပြီးတော့တွားရောက်တိုင်ကြားကြပါတယ်။ အဲ့တော့အကြောင်းရွာသူကြီးကလည်းရွာသူရွာသားတွေရဲ့ဆန္ဒအတိုင်းဘွာဖန်နဲ့အမေဖြစ်သူကိုရွာထဲကနေနှင်ထုတ်လိုက်ရပါတယ်။နှင်ထုတ်ခံရပြီးတဲ့နောက်ပိုင်းဘွာဖန်နဲ့သူမရဲ့အမေတို့ဟာတခြားရွာမှာပြောင်းရွှေ့နေတိုင်းကြတဲ့အခါမှာတော့အဲ့ဒီရွာကဘရင်နန်းတော်ကြီးနဲ့အလွန်ပင်နီးကလေးရှိနေတဲ့ရွာလေးတစ်ရွာဖြစ်နေပါတယ်။ ဒီလိုနဲ့အဲ့ဒီရွာလေးထဲမှာပဲနေထိုင်ရင်းနဲ့ဝါဖန်ဟာတားရောက်ကြလေးတယောက်ကိုမွေပါတော့တယ်။ကလေးလေးကအလွန်ပဲချစ်စရာကောင်းနေပြီးတော့ကလေးလေးကိုနားထီဆိုပြီးတော့နာမည်ပေးထားလိုက်ပါတယ်။ကလေးလေးနည်းနည်းလေးကြီးပင်းလာတဲ့အခါမှာတော့တခြားကလေးတွေနဲ့မတူဘဲနဲ့ထူးကဲတဲ့လုံနိုင်စွမ်းလေးရှိနေပါတယ်။ နာတီဆိုတဲ့ကလေးလေးဟာတခြားကလေးတွေနဲ့မတူပဲကြီးအောက်ထဲမှာအချိန်ကြာကြီးအသက်အောင်နေနိုင်ပြီးတော့တခါတည်းရံမှာရေထဲကငါးတွေနဲ့အခြားတရဝါတွေကိုစကားပြောနေတာကိုလည်းတချို့လူတွေက နာတီရဲ့ထူးဆန်းတဲ့အပြုမှုတွေကိုမြင်ကြရတယ်ဆိုပြီးတော့ပြောဆိုလာကြပါတယ်ဒီလိုနဲ့နာထီတယောက်ဟာလူပြိုအရွယ်ကိုရောက်လာခဲ့တဲ့အခါမှာတော့တခြားလူပြိုကောင်းလေးတွေနဲ့မတူပဲရုပ်အသွင်ပြင်ကပုံမိုတင်းတယ်ခံညာလွန်ပါတယ် ရွာတဲကမင်းမပြိုလေးတော်တော်များများကအလွန်ပင်ခန့်ညာတင်တယ်တဲ့နားထီရဲ့ရုပ်အသွင်ပြင်ကိုတွေ့တာနဲ့ NDA မဆယ်နိုင်လောက်အောင်ပဲချစ်ကြိုက်နေကြပြီးတော့ငေးမောကြည့်နေကြလေးရှိပါတယ်။ နာတီကတော့အသက်အရွယ်ကြီးရင်လာပြီးဖြစ်တဲ့အမေနဲ့အဖွာတို့ကိုလှုပ်ကြွေးရတာကြောင့်ဘယ်မင်းကလေးကိုမှစိတ်မဝင်စားဘဲနဲ့သူလှုပ်ရှားရှိတဲ့အလုပ်တစ်ခုတည်းကိုပဲဒီဇိုင်းမိုင်းမိုင်းလုပ်နေလေးရှိပါတယ်တနေ့မှာတော့အဲ့ဒီတိုင်ပြည်ထဲမှာအလွန်ပင်ချော်မောလှပတဲ့ဘရင်သမီးတော်တပါးဟာနာထီတို့နေတဲ့ရွာနာကမြစ်ကန်တဲ့ဘေးကိုလာပြီးတော့ပန်းဦးရင်အလှကိုလှဲပတ်ကြည့်ရှုနေပါတယ်။ ဲ့ဒီချိန်မှာဘရင်သမီးတော်လေးဟာသူမအလွန်ပင်နှစ်သက်တဲ့သူမရဲ့လက်စွပ်လေးမျက်ရည်ပြင်တဲ့ကိုမတော်တဆပြုတ်ချသွားပါတယ်။အဲ့ဒါနဲ့မင်းသမီးလေးဟာသူမရဲ့လက်စွပ်ကိုအရန်ပဲပြန်လိုချင်နေတာကြောင့်သူမနဲ့အတူလိုက်ပါလာကြတဲ့အစီကံယောက်ျားတွေကိုမျက်ရည်ပြင်တဲ့ကိုကြားသွားတဲ့လက်စွပ်ကိုပြန်ရအောင်ငိုယူစေခိုင်းလိုက်ပါတယ်။မြေကြီးပြင်ကြီးကကျေပြန့်ပြီးတော့အလွန်ပင်နဲ့ဆိုင်တာကြောင့်လက်စွပ်ကိုပြန်ရနိုင်ဖို့အတွက်ကတော့တာမန်လူတွေအတွက်တော့အလွန်ပဲခက်ခဲလွန်ပါတယ်။ အဲ့ဒါနဲ့သူ့ရဲ့အစီကံတွေကဘလို့မှရှာဖွေလို့မရတာကြောင့်မင်းသမီးလေးဟာသူမရဲ့စစ်တီတော်တွေကိုစေခိုင်းလိုက်ပြီးတော့တန်းပြည်ထဲမှာရှိကြတဲ့မြည်သူမဆိုမြည်ရီအောက်တဲကသူမရဲ့လက်စွပ်ကိုပြန်ပြီးတော့ငုံယူပေးနိုင်မဲ့သူကိုအလွန်ပင်တန်ဖိုးကြီးမာလွန်တဲ့သူ့တော်လက်တော်တွေရှိမြောက်ပေးမယ်ဆိုပြီးတော့ကြီးညာခိုင်းလိုက်ပါတယ် အဲ့ဒီချိန်မှာနာတီကစစ်တီတို့ရဲ့ကြီးညာချက်ကိုကြားတော့မင်းသမီးလေးရဲ့လက်စုပ်ကိုရှာပွေဖို့အတွက်စစ်တီတွေကိုပြောလိုက်ပြီးအားနဲ့စစ်တီတွေနဲ့အတူမင်းသမီးလေးရဲ့လက်စုပ်ကျသွားရာမြစ်ကန်တဘေးရှိရာကိုရောက်ရှိလာကြပါတယ်နဂါနဲ့အမျိုးဆက်ထားတဲ့နာတီကတော့တခြားသူတွေနဲ့မတူဘဲနဲ့ဒီအောက်တဲမှာရှိတဲ့အရာတွေကိုရှင်းလင်းပြတ်သားစွာမြင်နိုင်ပြီးတော့ဒီအောက်တဲမှာအချင်းအကြာကြီးအသက်အောက်ထားနိုင်တာကြောင့်လွယ်ကူစွာနဲ့မင်းသမီးရဲ့လက်စွပ်ကိုငုံယူနိုင်ခဲ့ပါတယ်။ ကန်ဆက်နာမှာစောင်းနေကြတဲ့စစ်တီတွေကလည်းအလွန်ပင်ဝမ်းသာသွားကြပြီးတော့ဒီလိုလုံနိုင်စွမ်းရှိတဲ့နာထီကိုမင်းသမီးလေးနဲ့တွေ့စီဖို့အတွက်လက်စုပ်ကိုပြန်ငုပ်ယူလို့ရနိုင်ခဲ့ပြီဖြစ်ကြောင်းမင်းသမီးလေးကိုသွားခေါ်ပြီးတော့မင်းသမီးလေးကနာထီရှိရာမြေကန်တပေကိုရောက်ရှိလာခဲ့ပါတယ်။နာထီနဲ့မင်းသမီးလေးတို့တွေ့ဆုံကြတဲ့အခါမှာတော့တယောက်နဲ့တယောက်ချစ်စရာအကောင်းလွန်လာတဲ့ဆွဲဆောင်မှုတွေကြောင့်နှစ်ယောက်စလုံးရဲ့ရင်ထဲမှာချစ်မိတယ်လို့တွေဖြစ်လာကြပါတယ်။ မင်းသမီးလေးကနားထီကိုတာမန်ရွာသားလေးတယောက်မှဟုတ်ရဲ့လားဆိုပြီးတော့ရုပ်အသွင်ပြင်ကတခြားရွာသားတွေနဲ့မတူဘဲနဲ့မင်းမျိုးမင်းနွဲ့တွေထက်တောင်အလွန်ပင်ခန့်ညာပြီးဆွဲဆောင်မှုရှိလွန်တဲ့ယောက်ျားကောင်းမျိုးသူမရဲ့ဘဝမှာတခါမှမမြင်ခဲ့ဘူးဘူးဆိုပြီးတော့တွေ့နေမိပါတယ်မင်းသမီးလေးဟာနာထီကိုစူတော်လက်တော်တွေပေးပြီးတာနဲ့စကားအပြန်လန်ပြောဆိုကြရင်တကယ်လည်းပဲနာထီဟာတာမန်ရွာသားလေးတယောက်ဖြစ်နေတယ်ဆိုတာကိုအသေးစိတ်သိလိုက်ရပါတယ် နာတီကလည်းမင်းသမီးလေးကိုမြမြင်ချင်းချင်မိနေပေမဲ့နာတီကတာမန်ရွာသားလေးတယောက်ဖြစ်နေတာကြောင့်အချစ်စိတ်တွေကိုရင်ထဲမှာပဲမျိုးသိမ်းထားလိုက်ပါတယ်။အဒါနဲ့မင်းသမီးလေးဟာနန်းတော်ရှီယာကိုပြန်ရောက်သွားပြီးတာနဲ့မင်းသမီးလေးရဲ့စိတ်ကပုံမှန်မဟုတ်တော့ဘဲနဲ့အချိန်တိုင်းနာတီကိုဆွဲလန်းနေမိပါတယ်။ နောက်ဆုံးမှာတော့မင်းသမီးလေးဟာလုံးဝမနေနိုင်တော့ဘဲနဲ့အနားမှာရှိတဲ့အစီကံတွေကိုခိုင်းပြီးတော့နာတီကိုမင်းသမီးလေးနဲ့မြစ်ကန်တဘေကပန်းဦးရင်ထဲမှာလာရောက်ချိန်တွေဖို့အတွက်တွားရောက်ခေါ်ခိုင်းလိုက်ပါတယ်နာတီကလည်းမင်းသမီးလေးကိုအချိန်တိုင်းတတိယနေခဲ့ပြီးတော့အခုလိုဆုံတွေ့ခွင့်ထပ်ရတာကြောင့်အလွန်ပဲဝမ်းသာလို့မဆုံးဖြစ်သွားရပါတယ်။ဒီလိုနဲ့မင်းသမီးလေးနဲ့နာတီတို့ဟာအမြဲတမ်းလိုလိုအတိတ်တစ်ခုလာရောက်ချိန်တွေ့ကြရင်းနဲ့တယောက်နဲ့တယောက်ချစ်သူတွေဖြစ်သွားကြပါတယ်။ ည်အကြောင်းတွေကိုသိသွားတဲ့ဘယင်ကြီးကတော့အလွန်ပဲဒေါသထွက်စိတ်ဆိုသွားပြီးတော့မင်းသမီးလေးကိုနားထီနဲ့နောက်တစ်ခါတွေ့ဖို့အတွက်လုံးဝခွင့်မပြုတော့ဘဲနဲ့အဆောက်တွေနဲ့တင်းကျပ်စွာထိန်သိမ်းစေလိုက်ပါတယ်မင်းသမီးလေးကလည်းဖခင်ဘရင်ကြီးကိုအလွန်ပဲစိတ်ဆိုးသွားပြီးတော့အခုလို့သူမအရန်ချီရတဲ့ချစ်သူနဲ့တွေ့ခွင့်မပေးဘူးဆိုရင် သူမရဲ့အသက်ကိုအသေးခံသွားမယ်ဆိုပြီးဆုံးဖြတ်ပြီးတာနဲ့ဘာမှမစားမသောက်တော့ပဲနေလိုက်ပါတယ်။ ဘရင်ကြီးကလည်းသူ့ရဲ့သမီးတော်လေးကိုအရန်ချစ်တာကြောင့်အခုလိုဖြစ်နေတာကိုမကြည့်ရတော့ဘဲနဲ့ရဲမတ်တွေကိုစေခိုင်းပြီးတော့နားအထီဆိုတဲ့ကောင်းလေးအကြောင်းကိုသွားရောက်စုံစမ်းခိုင်းပါတယ်။ရဲမတ်စစ်သည်တွေပြန်ရောက်လာတဲ့အခါမှာတော့နားအထီဆိုတဲ့ကောင်းလေးဟာတာမန်ရွာသားလေးတယောက်သာဖြစ်ပြီးတော့မင်းသမီးလေးအတွက်မြင့်ရဲကပျောက်ဆုံးသွားတဲ့လက်စုပ်ကိုငုံယူပေးနိုင်ုံနဲ့တယောက်နဲ့တယောက်ချစ်ကြိုက်သွားကြတာဆိုပြီးတော့ဘရင်ကြီးကိုပြောလိုက်ပါတယ်။ တကယ်လို့ဘယင်ကြီးကဘယင်သမီးတော်နဲ့အဲ့ဒီလိုအရေးအချင်းမပြည့်မီတဲ့တာမန်ရွာသားလေးနဲ့သဘောတူလိုက်မယ်ဆိုရင်တိုင်းပြည်လုံးမှာရှိကြတဲ့တိုင်းသူပြည်သားတွေရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံရနိုင်တယ်ဆိုပြီးတော့ခြောက်တင်လိုက်ကြပါတယ်အရာနဲ့ဘယင်ကြီးနဲ့မူမတ်တို့ဟာနာထီရဲ့အရေးချင်းကိုစစ်ဆေးဖို့အတွက်ဆွေးနွေးတိုင်ပင်လိုက်ကြပြီးတာနဲ့နာထီကိုခေါ်ပြီးတော့ဘယင်ရဲ့ချေမောက်ကိုလာရောက်ခါးစားစီပါတယ် ဘရင်ကြီးကနာထီကိုတွေ့လိုက်ရတဲ့အခါမှာတော့တိုင်းပြည်တစ်ခုခုကနေရောက်လာတဲ့မင်းမျိုးမင်းနွယ်တွေကမင်းသားကဲသို့ရုပ်အသွင်ပြင်ကြောင့်တမီတော်လေးအခုလိုဆွဲလန်းမိနေတာဟာမထူးဆန်းဘူးဆိုပြီးတော့လည်းပြန်လဲတွေးမိနေပါတယ်ဘရင်ကြီးကသူတို့စီစဉ်ထားတဲ့အတိုင်းတကယ်လို့နာထီကမင်းသမီးလေးကိုတကယ်ချစ်တယ်ဆိုရင်ဘရင်ကြီးမိတဲ့အတိုင်းလုံနိုင်စွမ်းရှိရမယ်ဆိုပြီးတော့နာထီကိုပြောလိုက်ပါတယ်။နာထီကလည်းဘရင်ကြီးမိတဲ့အတိုင်းလုံနိုင်ပါတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပြီးတာနဲ့ဘရင်ကြီးက ငါကိုတော်မှာရွှေရောင်အစင်းရှိတဲ့မြားဒဇင်းရှိတဲ့အဲ့ဒီမြားဒဇင်းဟာငါကိုတော်အင်မတန်နှစ်သက်တဲ့မြားဒဇင်းဖြစ်တဲ့ငါကိုတော်အဲ့ဒီမြားဒဇင်းကိုမြစ်ကြောင်တစ်လျှောက်ပြစ်လွတ်လိုက်မယ်ဆိုရင်မြေကြီးပြင်ထဲမှာပြန်လဲငုံယူနိုင်စွမ်းရှိရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီရွှေအောင်မြားဒဇင်းကိုပြန်လဲငုံယူနိုင်ခဲ့မယ်ဆိုရင်ငါကိုတော်ရဲ့သမီးတော်လေးနဲ့သဘောတူတယ်ပြီးတော့အဖိုးတန်တဲ့ရွှေရတနာအမြောက်အများကိုလည်းချီးမြှင့်ပေးမယ်။တကယ်လို့ငုံယူနိုင်ခဲ့ဘူးဆိုရင်အကူမြတ်ခံရမယ်။ အခုကလေးကမရှင်ပြိုင်ရှင်လဲရတယ်မရှင်ပြိုင်ပဲနောက်ဆုံးမယ်ဆိုရင်အချိန်ရှိသေးတယ်ဆိုပြီးတော့ခံမှန်ပြောလိုက်ပါတယ်ဘယင်ကြီးမိတ်ပြီးတာနဲ့မင်းသမီးလေးဟာအလွန်ပဲစိုးရိမ်သွားပြီးတော့အခုလိုမှော်ဆန်တဲ့များတဲ့စင်းကိုဘယ်လိုလူမှချပွေငုံယူလို့မရနိုင်ဘူးဆိုတာကိုကြိုသိနေတာကြောင့်အခုလိုမစီစဉ်ဖို့အတွက်သူမရဲ့ဖခင်ကိုအကြိမ်ကြိမ်တောင်းဆိုလိုက်ပါတယ် ဘရင်ကြီးကတိုင်းသူပြည်သားတွေရဲ့အခြေမှစီစဉ်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအစီအစဉ်ကိုပြန်လည်ရုပ်သိမ်းလို့မရနိုင်တော့ဘူးဆိုပြီးတော့သူ့ရဲ့တမီတော်လေးကိုရှင်းပြလိုက်ပါတယ်မင်းသမီးလေးဟာအလွန်ပင်စိုးရိမ်ကြီးစွာနဲ့နာတီကိုအယမ်းချစ်တော်လဲနာတီရဲ့အသက်ကိုစိုးရိမ်တာကြောင့်မရှင်ပြိုင်ဖို့အတွက်နာတီကိုနောက်ဆုတ်ပေးဖို့အတွက်ပြောပါတယ် နာထီကလည်းမင်းသမီးလေးကိုအယံချစ်တာကြောင့်ရှင်ပြိုင်မယ်ဆိုပြီးတော့မင်းသမီးလေးကိုပြောလိုက်ပြီးတာနဲ့ဘယင်ကြီးထံမှာအရှင်မင်းကြီးပြစ်လို့မဲ့ရွှေအောင်မြားတစင်းကိုရအောင်ငုပ်ယူပေးမယ်ဆိုပြီးတော့ရှင်ပြိုင်ဖို့အတွက်လက်ခံလိုက်ပါတယ်။ အရာနဲ့ဘယင်ကြီးကနားချီလုံးနိုင်မယ်ဆိုတာကိုလုံးဝမထင်တာပဲနဲ့မိမိပါရွှေမျိုးတွေနဲ့တွားရောက်တိုင်ပင်လိုက်အောင်အချိန်၃ရက်ပေးမယ်စိတ်ပြောင်းသွားလို့မရှင်ပြိုင်နိုင်ဘူးဆိုရင်တော့၃ရက်အတွင်းမှာလာရောက်ပြောနိုင်တယ်ဆိုပြီးတော့ဘယင်ကြီးကအနိုင်ရသွားတယ်လို့ပုံစံမျိုးနဲ့ရေမောလှောင်ပြောင်းပြီးပြောလိုက်ပါတယ်။ နာတီရဲ့အမေနဲ့အဖွာတို့ကဒီအကြောင်းတွေကိုသိတော့သူတို့ရဲ့တာလီနာတီကိုအလွန်ဆိုးရင်ပြီးတော့တာလီနာတီကရေအောက်မှာအကြကြီးငုံနိုင်ပေမဲ့အခုလိုဒန်နာယီဆန်လွန်းတဲ့ဘရင်ကြီးရဲ့ရွှေရောင်မြားတစ်စင်းကိုတော့ငုံယူနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မရှင်ပြိုင်ဖို့အတွက်ဘရင်ကြီးကိုအခုကတည်းကအရှုံးပေးလိုက်ဖို့သူတို့ရဲ့တားတော်လီနာတီကိုပြောကြပါဗါးနာတီကလည်းသူလုံးနိုင်ပါတယ်ဆိုပြီးတော့မိဘတွေကိုမစိုးရိမ်ဖို့ပြောပြီးဘရင်ကြီးစီစဉ်ထားတဲ့အတိုင်းရအောင်လုပ်မယ်ဆိုပြီးတော့သူရဲ့မိဘတွေကိုပြန်ပြောလိုက်ပါတယ် ဒီလိုနဲ့ဘရင်ကြီးချင်းဆိုတာတဲ့၃ရက်မြောက်နေ့ကိုရောက်ရှိလာတဲ့အခါမှာတော့တိုင်းသူပြည်သားအများအများဟာအလွန်ပင်ကြီးမားကျယ်ပြန့်တဲ့မဲနန်းခုမြေရဲ့နဘေးကိုရောက်ရှိလာကြပြီးတော့လာရောက်ကြည့်ရှုအားပေးကြပါတယ်မင်းသမီးလေးနဲ့နာထီရဲ့မိခင်နဲ့အဖွာတို့ကတော့နာထီအတွက်အလွန်ပဲစိုးရိမ်ပေးကြပြီးမြေကန်နဘေးကနေပြီးငိုကြွေးရင်းဆူတောင်းပေးကြပါတယ်။ အလုံးအစင်တည်းဖြစ်တာနဲ့ဘယင်ကြီးဟာသူ့ရဲ့ရွှေအောင်မြားဒစင်းကိုမြစ်ကြောင်းတစ်လျှောက်အချိန်ဟုန်ပြင်းစွာနဲ့ပြေလွတ်လိုက်တဲ့အခါမှာအလွန်ပင်ပြင်းလာတဲ့အချိန်ဟုန်ကြောင့်မြစ်ရည်ပြင်ရဲ့ဘယ်နေရာကိုကျသွားမှန်းကိုခန့်မှန်းလို့မရနိုင်အောင်ပဲပျောက်ကွယ်သွားပါတယ်အဲ့တော့နဲ့အနာတီကအမေနဲ့အဖွာကိုမစိုးရိမ်ကြဘူးအဲ့ဒီချွေအောင်မြားဒစင်းကိုရအောင်ရှာမယ်လို့ပြောပြတာနဲ့အမေနဲ့အဖွာကိုဦးချလိုက်ပါတယ် ပေးတာနဲ့ငိုယိုနေတဲ့သူ့ရဲ့ချစ်သူမင်းသမီးလေးထံသွားပြီးတော့မစိုးရိမ်ဖို့နဲ့အဲ့ဒီရွှေအောင်မြားတစ်စင်းနဲ့အတူမင်းသမီးလေးရှိအောင်ပြန်ရောက်လာခဲ့မယ်ဆိုပြီးထိတ်အေးလေးသာထားပြီးစောင့်နေလိုက်ပါဆိုပြီးပြောပြီးတာနဲ့နာတီဟာမြင့်ရည်ပြင်တဲ့ကိုတဟုန်တို့ထိုးဆင်းသွားလိုက်ပါတယ်အမေဖြစ်သူဘွားဖန်ကနာထီရေတဲကိုခုံဆင်းသွားတာကိုတွေ့တော့တစ်ချိန်ကအိမ်မက်ထဲမှာချစ်ကြိုက်ခဲ့ဘူးတဲ့နာထီရဲ့ဖခင်လိုထင်ရတဲ့ငကားကြီးနဲ့မျက်ရည်ပြင်ကြီးကိုအာယုံပြူပြီးတိုင်တဲလိုက်ပါတယ် တကယ်လို့နာတီဟာအရှင်ရဲ့သားတော်လေးဖြစ်တယ်ဆိုတာမှန်ရင်အန်ဒီယကင်ဘေးချင်းစွာနဲ့ကုညီဆောက်ချောက်ပေးပါဆိုပြီးတော့စိုးရင်ကြီးစွာနဲ့ငိုယိုပြီးမြက်ကန်တဲ့ဘေးမှာဆုတောင်းတိုင်တယ်နေလိုက်ပါတယ် နာတီဟာမြင့်ရပြင်ရဲ့ရေအောက်ကျမ်းမြင့်တွေကိုရောက်ရှိသွားတဲ့အခါမှာတော့ရေအောက်ကျမ်းမြင့်တွေကငါးတွေနဲ့စကားပြောပါတယ်။ဒီနာတဝိုင်းမှာရွှေအောင်မြားဒစင်းဖြတ်သွားတာတွေ့သလားဆိုပြီးတော့ငါးတွေကိုမေးမြန်းပါတယ်။ငါးတွေကမြားကိုမတွေ့မိကြပါဘူးဆိုပြီးတော့ဖြေလိုက်ကြပြီးနာတီဟာနောက်ထပ်အချိန်တော်တန်ကြအောင်ရေအောက်ထဲမှာမြားကိုမတွေ့သေးပဲဖြစ်နေပါတယ်။အဲ့ဒီချိန်မှာငါးတကောင်ဟာနာတီကိုတနာသွားပြီးတော့နာတီထံရောက်လာပါတယ်။ ီးတော့ငါကတီမြင့်ရီအောက်ကျမ်းပြင်ကိုအစိုးရတဲ့သူရှိတယ်။သူသားလီမြင့်ရီပြင်မှာရှိတဲ့အရာမှန်သမျှကိုသိနိုင်တယ်။အဲ့ဒီကိုသွားပါဆိုပြီးတော့ပြောလိုက်ပါတယ်။အရာနေနာတီကမြင့်ရီပြင်ကိုအစိုးရတဲ့သူရှိတဲ့နေရာကိုလိုက်ပို့ပေးပါဆိုပြီးတော့တခါတည်းငါကိုအကူအညီတောင်းလိုက်ပါတယ်။ဒီလိုနဲ့ပဲငါရဲ့ညွန်ပြချက်အတိုင်းရောက်တိုင်းပြီမှာရှိတဲ့နန်းတော်ရှိအားကိုနတ်ထီရောက်ရှိလာခဲ့ပါတယ် ီအောင်နန်တော်ကြီးကတံမိုးကြီးတဲ့ယတနာတွေမြောင်အများနဲ့စီကျဲထားတာဖြစ်ပြီးတော့လူပြည်ကဘီရင်နေနေတဲ့နန်းတော်တွေထက်ကိုအလွန်ပဲတာယာလှပါလွန်နေပါတယ်ဒီလိုနဲ့ငားရဲ့ညွန်ပြချက်အတိုင်းရေအောက်တိုင်းပြည်ကိုအစိုးရတဲ့မင်းကြီးထံရောက်ရှိသွားပါတယ်အဲ့ဒီမင်းကြီးကရေအောက်တိုင်းပြည်ကိုအစိုးရတဲ့နဂါမင်းကြီးဖြစ်နေပါဗါးနဂါမင်းကြီးကလည်းလူသားတယောက်ရေအောက်တိုင်းပြည်ကိုဘလို့လုပ်ပြီးရောက်နိုင်တာလဲဆိုပြီးတော့အလွန်ပဲထူးဆန်းအံ့ဩနေမိပါဗါး ။ငကားမင်းကြီးကနာထီကိုဒီရေအောက်တိုင်းပြည်ကိုဘလို့လုပ်ပြီးရောက်လာရတာလဲဆိုပြီးတော့စစ်စေးမင်းမြန်ကြည့်လိုက်တဲ့အခါမှာတော့နာထီဟာဘွားဖန်ရဲ့သားလေးတယောက်ဖြစ်ပြီးငကားမင်းကြီးရဲ့မြေတော်လေးဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်။နဂါမင်းကြီးကနာထီဟာသူ့ရဲ့မြေလေးဆိုတာကို သိလိုက်ရပြီတာနဲ့နာထီကိုအကြောင်းစုံရှင်းပြပါတယ်။အဒီတုန်းကနဂါမင်းကြီးဟာပါရမီဖြည့်တင်ဖို့အတွက်အဋိဌံဝင်ပြီးတရားရှုမှတ်နေတဲ့အချိန်ဖြစ်တယ်။ အဲ့ဒီအချိန်တုန်းကနဂါမင်းကြီးရဲ့သားတော်ကတကူအစွမ်းထက်ပြီးတော့ရွှေရောင်နဂါရုပ်လေးကိုအသက်သွင်းပြီးသူ့ရဲ့စိတ်ဝိညာဉ်နဲ့ဆက်သွယ်ပြီးတော့လူပြည်ကိုနဂါမင်းကြီးမသိအောင်အမြဲတမ်းအသွာလာလှုပ်ခဲ့ပါတယ်။အဲ့ဒီတုန်းကနာသီရဲ့မိခင်ဘွားဖန်နဲ့ချစ်ကြိုက်သွားကြတာကိုနဂါမင်းကြီးသိတော့လူသားနဲ့နဂါဟာဘလို့မှပေါင်းဖက်ခွင့်မရှိဘူးဆိုပြီးနောက်တစ်ခါလူပြည်ကိုသွားခွင့်မပြုတော့ဘဲသူ့ရဲ့သားတော်လေးကိုပိတ်ပင်လိုက်ပါတယ်။ အဒီအချိန်မှာဘွာဖန်ကနာထီဆိုတဲ့ကိုဝန်တရေသားကိုလွဲနေရပြီဆိုတဲ့အကြောင်းတွေကိုအကြောင်းဆုံးရှင်းပြလိုက်ပါတယ်။အားလုံးရှင်းပြပြီးတာနဲ့အဖိုးဖြစ်သူငကားမင်းကြီးကရေအောက်တိုင်းပြည်ထဲမှာပဲနာထီရဲ့အဖေနဲ့တွေ့ဆုံခွင့်ပေးလိုက်ပါတယ်။ဒီလိုနဲ့တာဖာနဲ့အောင်တွေ့ဆုံသွားကြပြီးတယောက်နဲ့တယောက်အပြန်အလှန်စကားပြောဆိုကြပြီးတာနဲ့နာထီလိုအပ်တဲ့ရွှေအောင်မြားတစ်စင်းကိုဖာခင်ဖြစ်သူငကားကြီးကရှာဖွေပေးပါတယ်။ အချိန်ခဏလေးတွင်မှာပဲရွှေအောင်များသင်းကိုရရှိနိုင်ခဲ့ပြီးတော့နာထီကိုပေးလိုက်ပါတယ်။ခိုးဖြစ်သူငကားမင်းကြီးကသူ့ရဲ့သားတော်ကိုမြေတော်လေးနာထီကိုမြေကန်ဆဲရှိအောင်ကိုပြန်ပို့ခွင့်ပေးလိုက်ပြီးဘွာဖန်နဲ့လည်းတွေ့ဆုံခွင့်ပေးလိုက်ပါတယ်။ပြီးတော့အဖိုးဖြစ်သူငကားမင်းကြီးကနာအချီအတွက်ဘရင်သမီးတော်လေးကို တောင်းရန်ယူဖို့အတွက်ရွှေရတနာအမြောက်အများကိုလည်းတပါးတည်းထည့်ပေးလိုက်ပါတယ်။ မြေကနေပေးမှာစောင့်မြုံနေကြတဲ့လူအများအများဟာရေအောက်ထဲမှာနေတဲ့ဝဲလောက်ကြာသွားပြီးပြန်မတက်လာနိုင်သေးတဲ့နာချီကိုသေဆုံးသွားပြီဆိုပြီးတော့ထင်မှန်နေကြပါတယ်။ဘရင်ကြီးနဲ့တိုင်းသူပြည်သားတို့စိတ်ရှိရှိနဲ့စောင့်ကြည့်နေကြတဲ့အချိန်မှာပဲနာတီဟာအလွန်ပင်ကြီးမားတဲ့နဂါကြီးနဲ့အတူယတနာအများအများနဲ့ရွှေအောင်များတစ်စင်းကိုပါကင်တွေထားပြီးတော့ကုန်းမြင့်ရှိရာကိုတဟုန်တို့ရောက်ရှိလာခဲ့တဲ့အချိန်မှာအလုံးပဲအံ့ဩသွားကြရပါတယ်။ ဖခင်ဖြစ်တဲ့နဂါကြီးကနာအထီဆိုတဲ့ကောင်းလေးဟာနဂါတိုင်းပြည်ရဲ့မင်းသားတယောက်ဖြစ်တဲ့အဲ့ဒီတော့နာအထီဟာတာမန်လူဟုတ်မဟုတ်ဆိုတာကိုဆုံးဖြတ်ပေးပါဆိုပြီးတော့ဘီရင်ကြီးကိုပြောလိုက်ပါတယ်ဒီမြင်ကွင်းကိုမြင်တွေ့လိုက်ကြရတဲ့လူအများအများတို့ဟာနာထီကိုဒူးထောက်ယူသေးပေးရပြီးတော့မင်းသားလေးကိုအခုလိုမြင်တွေ့ရတာအလွန်ပဲဂုဏ်ယူပါတယ်ဆိုပြီးတော့အော်ပြောနေကြပါဗျ။ ။ဘရင်ကြီးကလည်းနာတီဟာအလွန်ပင်တကိုးကြီးမားတဲ့ငကားအမျိုးတွေနဲ့ဆက်ဆက်နေတဲ့လူသားတယောက်ဖြစ်တာကြောင့်ငင်းဆိုစရာမရှိတော့ဘူးဆိုပြီးတော့သူ့ရဲ့သမီးတော်လေးနဲ့လုံဝသဘောတူပေးလိုက်ပါတယ်။နာတီရဲ့ဖခင်ငကားကြီးကတော့ဘာဖန်ရဲ့အနာကိုရောက်ရှိလာပြီးတော့ဘာဖန်ကိုပွေးဖက်လိုက်ပြီးတာနဲ့လုံးဝအဆက်အသွယ်ဖြတ်ထားရတဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာဘာဖန်က အသက်အရွယ်ကြီးရင်နေပြီဖြစ်ပြီးတော့ ။နားထီရဲ့အဖေကတော့ရုပ်ရည်ကအရင်အတိုင်းပဲနှူးပြူချော်မော်နေလျက်ရှိနေပါတယ်။ဘာဖန်ကလည်းသူ့ရဲ့လင်ယောက်ကြာကိုတရီရတဲ့စိတ်တွေနဲ့တင်းကျပ်စွာပွေဖက်ထားလိုက်ပါတယ်။ဘာဖန်ဟာသူ့ရဲ့လင်ယောက်ကြာနဂါကြီးအကြောင်းစုံရှင်းပြလိုက်တဲ့အခါမှာတော့လူသားနဲ့နဂါတို့ဟာပေါင်းဖက်လို့မဖြစ်နိုင်ဘူးဆိုတာကိုနားလည်သဘောပေါက်သွားပါတယ်။နာတီကတော့နှကားမျိုးနွယ်တွေနဲ့ဆက်ဆက်နေပေမဲ့တာမန်လူသားတွေထက်အစွမ်းထက်တဲ့လူသားတယောက်သာဖြစ်နေပါဗျ။ အားလုံးနားလေသဘောပေါက်သွားကြပြီဒါနဲ့နားတီရဲ့ parking ကအားလုံးကိုနှုတ်ဆက်ပြီးတကားတိုင်းပြည်ရှိအားရေအောက်တိုင်းပြည်ကိုပြန်လဲဆင်းသွားလိုက်ပါတယ်ပြီးတော့တိတ်မကြာခင်မှာပဲဘယင်ကြီးဟာနားတီကိုတိုင်းပြည်အုပ်ချုပ်ဖို့အတွက်ဘယင်အရာဆက်ခံပေးလိုက်ပါတယ်အဲ့ဒါနဲ့နားတီနဲ့မင်းသမီးလေးတို့ဟာတိုင်းပြည်ကိုအေဂျင့်တာယာစွာအုပ်ချုပ်သွားကြရင်းနဲ့တက်လန်ကလေးဟာလည်းဒီနေရာမှာပဲပြီးဆုံးသွားပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြပါမယ် အားလုံးပဲတော်တော်